အဲကျွန်တော်ရတဲ့မိန်းမတော့ကျွန်တော်တကယ်ကံကောင်းပါပါ။ကြီးစားထားမှလို့ရှက်တတ်တာ။တခါမှမတော့ထီးရကိုင်းမှတကယ်ရှက်တာအဲ့လိုကြိုက်တဲ့သူတွေကများနေတော့ကျွန်တော်ဘယ်သူ့ကိုယူလို့ယူရမှန်းမသိဘူး။တော့ကြိုက်တဲ့သူတွေကတော့တနေ့တနေ့အဲ့လိုမစင်ညာမှလည်းရောက်20 30လောက်ရှိရလို့ပြောကြတာတနေ့တနေ့ကျွန်တော်လည်းအဲ့လိုမျိုးကြီးစားလည်းတခါမှမထားဘူးလို့ကျွန်တော်အဲ့လိုမျိုးထားရမှလည်းနည်းနည်းလန့်နေတာပေါ့အဲ့လိုမျိုးလေး။အကြိမ်မလို့ရအောင်ကြိုက်တဲ့သူတွေကတော့တကယ်များကျွန်တော်ကရည်စားတစ်ခါမှမထားဘူးတော့အဲ့လိုမျိုး နည်းနည်းလေးရှက်တာပေါ့အဲ့လိုမျိုးလေးတခါမှလည်းမတကယ်မထားဘူးပါဘူးခုဒီတက်ရွယ်ထိကျွန်တော်လာကြိုက်တဲ့သူတွေတော့အများကြီးပါပဲမှောက်ကမမှန်ပြီးတော့ကျွန်တော်လာကြိုက်တဲ့အဲ့လိုမျိုးရှက်တဲ့ကြိုက်တဲ့လူမျိုးတွေတွေလည်းအများကြီးအဲမဲ့အဲ့လိုမျိုးပေါ့နော်ကိုကအခုချိန်မှာမိဘတွေအတွက်စ조사နေတဲ့ချိန်မှာကျွန်တော်ကြီးသားတော့ထားလို့ရပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်조사မဲ့အထက်ကိုကျွန်တော်မရောက်သေးဘူးလေအော်အများကြီးအမြင့်ကိုရောက်သွားချိန်မှာဒါတွေဒါရလို့ရလေအခုချိန်မှာမိဘနှစ်ပါးကိုလည်းပြည့်စုံထားအောင်မယ်ကိုရဲ့ရီမန်းချက်တွေကိုမျောမန်းချက်တွေအများကြီး စူးစမ်းပြင်ဆင်မှုတွေအများကြီးလိုသေးရဖြစ်တော့တယ်ဖြည်းဖြည်းချင်းတက်လန်းနေရချိန်မှာမဟုတ်အဲ့ဒါကြောင့်မလို့ပါမောင်လေးရှစ်လို့ရတာမောင်လေးရှင်းရဖြည်းပြီးကျေးဇူးတင်ပါတယ်မမဘောကိုတို့တို့ကချစ်တယ်ဆိုအဲ့လိုမျိုးလေးပဲကျွန်တော်ကရင်ရင်ချင်းချင်းလေးနဲ့ပဲပြန်တုံ့ပြန်လိုက်တာပါဘလို့ချက်လေးကြောင့်သဘောတို့ကတော့ယူသားစူးစမ်းလို့ကျွန်တော်ကသဘောကျတာပေါ့ကျွန်တော်ယူယူသားသားနဲ့ပဲကြိုးစားတယ်အဲ့လိုမျိုးကိုလှုပ်တဲ့ရာတွေကိုယ့်ရဲ့နှုပညာပေါ်မှာလည်းယူယူသားသားနဲ့ကြိုးစားတော့အဲ့လိုမျိုးလေးကျွန်တော်သဘောကျတာပေါ့ကြိုက်တဲ့သူတွေကများနေတော့ကျွန်တော်ဘသူ့ကိုယူလို့ယူရမှမသိဘူးနော်ကြိုက်တဲ့သူတွေကတော့တနေ့တနေ့အဲ့လိုမက်ဆေ့ချာမှာလည်းရောက်နေသေးသုံးတယ်လို့ရှိရလို့ပြောကြတာတနေ့တနေ့ ျွန်တော်လည်းအဲ့လိုမျိုးကြီးသားလည်းတကားမှမထားဘူးတော့ကျွန်တော်လည်းမထားရမှလည်းနည်းနည်းလန့်တာပေါ့အဲ့လိုမျိုးလေးဘယ်လိုပုံစံမျိုးလေးတော့အဓိကတော့ရိုးရိုးရင်ရင်လေးဖြစ်နေတော့ရချမ်းသာတာစီရတာရိုးရိုးရင်ရင်လေးအဲ့လိုမျိုးလေးတယောက်နဲ့တယောက်တီတရားလည်းရှိတယ်တယောက်နဲ့တယောက်နားလည်းမှုပေးတယ်လူဆိုအဲ့လိုမျိုးတယောက်နဲ့တယောက်နားလည်းမှုရှိမှသာလေကျွန်တော်တို့ကဟုတ်တယ်မလားရေချေတီတန့်ခိုင်မြင်ပါလေအဲ့တော့တယောက်နဲ့တယောက်နားလည်းမှုပေးတယ်တယောက်နဲ့တယောက်ဆင်ပြေတယ်ဆိုရင်တော့ဒါရေချေလက်တွဲသွားလို့ရတာပေါ့အဓိကချမ်းသာတာဆင်းရဲတာတဲ့စိုးတူကောင်းဘက်တယောက်ကဖြားနေတယောက်ကပြူးစုရမယ်မရှိသူရှိသူတန်းခံနိုင်ရမယ်ရည်သားဆိုအဲ့လိုမျိုးလေးပေါ့နော် နားလည်မှုရှိမှသာလင်အိမ်တော်ရင်တို့ကခိုင်မြဲသလိုပေါ့နော်အချက်ဆိုတာလည်းတိစ္ဆာရှိဖို့လိုတာပဲအခုလောလောဆယ်တော့လူမျိုးတော့ရှင်းမဲ့သူတော့မရှိသေးပါဘူးနော်အချိန်လိုက်တော့ဖူးစာဘက်ကတွေ့လာမလားမတွေ့လာဘူးဆိုတော့ကျွန်တော်လည်းမသိသေးဘူးနော်အားကြိုင်တော့ကျွန်တော်နေနေကတော့ပြည့်ပြည့်စုံစုံနဲ့မထားနိုင်တော့မှသူ့ကိုစိတ်ချမ်းသာအောင်ထားနိုင်မယ်တိစ္ဆာရှိမယ်ဒါကတော့ကျွန်တော်ဂရီပေးနိုင်ပါတယ်အဲကျွန်တော်ရတဲ့မိန်းမတော့ကျွန်တော်တကယ်ကံကောင်းပါပါ